ိမ်ဆောက်တာတော့ဖြစ်ဖြစ်တိုက်ဆောက်တာတော့ဖြစ်ဖြစ်ကြောင်းဆောက်တာတော့ဖြစ်ဖြစ်ရှည်ဦးဆိုဘာယူကြညီယူကြရာဘာယူကြလဲလေယူကြတယ်အဲကြောင့်ဦးစင်တို့ယူသလိုပဲတူနေတာတို့ဝတ္တာကာရတို့ပညာရှိအမတ်ကြီးအဖွဲ့ဟာလည်းပဲဒီနေရာမှာမြို့တင်ဆောက်ဖို့ရန်အတွက်ညီယူကြတဲ့နေရာဌာနယူကြတဲ့ယူကြတဲ့အခါကျတော့ပြေဟုတ်ပြီဒီနေရာမှာလုံးကြမယ်ဆိုတော့ ဘနဲ့ဒီပါရီရိုက်ဒီဘူးဒီပါရီနဲ့ကျူးဒီပါရီဆွဲဣရိယာရီကန့်တတ်ပြီးတော့ခွဲကြပြီးတော့တို့ဒီဒီနေရာကတော့အတားလမ်းဒီနေရာကတော့ရက်ွက်သူ့ရက်ွက်နဲ့သူ့ပေါ့မြုပ်ွက်ရာပြီးတော့ကဲမြုပ်ွက်ရိုက်တာတော့တစ်မျိုးလုံးမြုပ်ွက်ရိုက်ကြတာဆိုတော့တရေထဲနဲ့မပြီးဘူးတရေထဲနဲ့ပြီးလားဘယ်ပြီးမလဲမြုပ်ွက်ကြီးရိုက်ကြတာလေအင်တိန်လောက်ရိုက်ကြတာမှမဟုတ်တာတမျိုးလုံးကြီးရိုက်ကြတာဆိုတော့သူကမပြီးရဲ့အခါကျတော့ကဲမနက်ဖာမှာဆက်ရိုက်မယ် ယနေ့ရိုက်ပြီးသားနေရာတွေကိုမင်းတို့တွေမှတ်ထားလိုက်ကြအဲရိုက်ပြီးသားနေရာတွေကိုမှတ်ထားပြီးတော့သူတို့ပစ္စည်းတွေသိမ်းပြီးတော့ကဲလာကြဆိုမြူတဲ့ပြန်ဝင်သွားညနေနေဝင်မိုးချုပ်တဲ့အခါကျတော့မြူတဲ့ရောက်ညတညအိတ်နောက်နေ့မနေ့ထမိုးလင်းပြီဆိုတော့ကဲကဲကဲမနေ့ကလုပ်ငန်းတွေမပြတ်သေးဘူးတို့တွေသွားပြီးတော့အလုပ်လုပ်ကြရအောင်ဆက်ပြီးတော့မြူကွက်မြူကွက်ပေါ်ကြရအောင်သူတရားထဲចောင်းဆောင်လို့ပြီးလားပြီးပြီမလဲ ဒီနေ့ကိုဘယ်နဲ့ချမယ်တိုင်ထူမယ်ပေါ့နော်နောက်ရကြမပြီးရင်နောက်ရဆက်လောက်အောင်အဲဒီလိုပဲဝတ္တကာရနဲ့သူဏိဒတို့ကလည်းဒီနေ့မပြီးသေးတာဖြစ်တော့မနက်ဖန်ဆက်လောက်ကြမယ်ဆိုမျိုးတဲ့ပြန်တော့နောက်နေ့မနက်ထနေထွက်တဲ့အခါကျတော့ကံကံလာကြသူမျိုးကွယ်တစ်ခါချရိုက်ဖို့ရန်အတွက်တိုးဆက်လေရောက်လေရောက်ပေါ့မနေ့ကရိုက်ထားတဲ့မျိုးကွယ်တစ်ခုမှမရှိတော့ဘူးပထမနေ့ကရိုက်ထားတဲ့မျိုးကွယ်တွေ ဧရိယာအပြင်တိုင်ထားတဲ့ပနဲ့ဒီရိုက်ထားတဲ့နေရာဒီတစ်ခုမှမရှိတော့ဘူးလို့ငါကပုံမှန်တိုင်ပြန်ဖြစ်အာဒါဒီဘလို့ဖြစ်သွားတာပါလေလို့စဉ်းစားဒါဘလို့ဖြစ်တာလေဟောလို့တဘာဝနဲ့လုံသေးနေမနေ့ကလုံပြီးသားဟာဒီနေ့မရှိတော့ဘူးဆိုတော့ကဲကဲကဲဖြစ်မှာပါလေတော်တယ်မှာနေတဲ့တော်ရင်တရိษံတွေကဝင်ရောက်ပြီးတော့ဖြစ်စည်းတာဖြစ်နေလေဒီလိုတွေးတယ်ပထမတစ်ချိန် ဲ့တော့အဲ့ဒီတတိအစကနေပြန်ရိုက်ကြမျိုးွယ်ရိုက်ကြယန္တိနေဝေမိုးချုပ်တဲ့အခါကျတော့မိမိတို့မျိုးတွေပြန်ဝင်သွားနှောင်းဒီမနဲ့ထတခါမပြီးသေးတဲ့အရာဆက်ပြီးတော့ဆောင်ရွက်ကြမယ်ထွက်လာတော့ပထမနေ့လူပဲတဲ့ပုံမှန်တိုင်းပြန်ဖြစ်နေကြဟောတယ်ရိုက်ပြီးသားအရာတွေဘာမှမရှိတော့ဘူးဘာမှမရှိတော့တော့ဟာဒါမှမဖြစ်သေးဘူး လာလာလာဒုတိယနေလေဒါဖြစ်ကောင်းဖြစ်မှာပါလေကဲတော်ရန်တရိษံကြီးမလာနိုင်အောင်တော့ဘေးနာတော့အကာအကွယ်ကြီးလုတ်ခဲ့ကြမယ်ဆိုပြီးတော့အကာအကွယ်ကြီးလုတ်ထယူတဲ့ပြန်ဝင်သွားတတိယနေတခါနေထွက်တဲ့အခါကျတော့မြို့ွယ်ဆက်ရိုက်ဖို့ရန်အတွက်မြို့ပြင်ရောက်မြို့ွယ်ရိုက်မယ်နေရာရောက်တဲ့အခါကျတော့ဒုတိယနေပထမနေရာလိုပဲတဲ့ရိုက်ပြီးသားအရာကြီးဘာမှမရှိတော့ဘူးတဲ့အဲ့တော့ဘာမှမရှိတော့တာဖြစ်တဲ့အတွက် ဒီနေရာမှာအလုတ်လုံးမဲ့သူဏိဒနဲ့ဝတ္တကာရဥဆောင်တဲ့ပညာရှိအမတ်ကြီးအင်ဂျင်နီယာအဖွဲ့များကပြပြပြနဲ့ကြောချမ်းလာတယ်။မယုံနိုင်စရာပေါ့။ပထမရိုက်ပြီးသားအရာတွေကဒီနေ့နှစ်ရက်သုံးရက်ရှိပြီးသုံးရက်ဇက်တိုက်တောင်းမှရိုက်ပြီးသားအရာတွေဒီနေ့အထိဘာမှမရိုက်ပြီးသားသာပုံမပေါ်တော့ပဲအကုန်လုံးပျက်စီးပြီးတော့မူရင်အတိုင်းပြန်ဖြစ်တော့သူတို့တွေလည်းတန်တရားဝင်လာတော့ဒီကိစ္စဒါကတောပိုင်းတောင်ပိုင်းတွေရဲ့နှောက်ယှက်မှုကြောင့်ဖြစ်မယ်။ ဒါကြောင့်ဒီကိစ္စဒီတိုင်းထားလို့တော့မရဘူးကေတို့ပုံနာအပွဲစီသွားကြမှာပဲဘယ်လိုသွားကြမှာလဲပုံနာတွေစီရောက်တော့ပုံနာတွေကလည်းရုတ်ဖတ်တည်းစေပြီးတော့မင်းတို့တွေမရဘူးအဲ့ဒါရစ်ပူစော်ရမယ်လုပ်ပြရအောင်မလုပ်ကြမှာလဲဒီရစ်ပူစော်ရမယ်ကေအဲ့တော့ကျက်ဗနပိသာဝတ်ဗနပိသာတွေနဲ့ရစ်ပူစော်ခိုင်းတာ တော့ပထမနေ့အောင်မြင်တဲ့အခါကျတော့ဒုတိယနေ့မအောင်မြင်တဲ့တတိယနေ့မအောင်မြင်တဲ့သုံးရက်ဆက်တိုင်းမအောင်မြင်တဲ့အခါဒီပြဒနာကပုံနာတွေရှိရောက်သွားပြီးဩပုံနာမင်းကြီးတို့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးတစ်ခါမှမတွေ့ဘူးတာဖြစ်တဲ့အတွက်ဘလို့ပုံစံမျိုးဆောင်ရွက်ရင်အောင်မြင်နိုင်မလဲအေးမင်းတို့လေအဲ့ဒါရစ်မပူစော်လို့တော်ပိုင်းတောင်ပိုင်းတွေကိုမင်းတို့မရစ်မပူစော်လို့ဆိုတော့ကဲရစ်ပူစော်လိုက်တယ် အာလုတ်ပြနေကြတယ်ရစ်ပူစော်လိုက်တယ်ရစ်ပူစော်လိုက်ပြီးတော့ဆက်ပြီးတော့စောင်ရွက်တယ်အဲ့ဒီတရေပြီးသွားရယ်နောက်ရတရေရောက်ပြန်တော့လေပထမအတိုင်းပဲလေရစ်ပူစော်တာအောင်မြင်လားမအောင်မြင်ဘူးဟာဒါလည်းမဟုတ်သေးဘူးဒါလည်းမဟုတ်သေးဘူးရစ်ပူစော်လို့ဒီပုံစံတိုင်းမရသေးဘူးဒါဆိုလို့ရှိရင်ပုံနာတွေပြီးသွားရင်တော့ဒုတိယအေးနတ်ဆရာတွေရှိသွားအောင်လေကဲဘုသူရှိသွားအောင် ဒီတောပိုင်တောင်ပိုင်ဆိုတော့ဒါနတ်တီပဲဒါကြောင့်နတ်ဆရာကြီးဆိုသူ့အသွားကြတယ်နတ်တီသွားမေးတယ်ဗီဒီနီမေးနတ်တီမေးဘောမေးတဲ့အခါကျတော့မရဘူးမင်းတို့တောပိုင်တောင်ပိုင်တွေမြောက်ကြမယ်အဲနတ်တီရဲ့လုပ်တာပြနကနာဝရီဝါရီပြရမယ်အဲ့ဒါတောဆောင်နဲ့တောင်ဆောင်နဲ့ဒီစိတ်ဆိုးပြီးတော့လုပ်နေတာမင်းတို့တို့ကိုကနာဝရီဝေးတာဆိုတော့အဲ့ဒီမှာကနာဝရီဝေးအချင်းချင်းနဲ့ကတာဘော ဒါပေမဲ့ကပြီးတဲ့အခါကျတော့နဂနာဘွေတွေပြီးပြီးတဲ့အခါကျတော့ပညာရှိအမတ်ကြီးအဖွဲ့ဟာအင်ဂျင်နီယာအဖွဲ့ကြီးတဲ့ကဲမြို့တင်ဆက်လက်ပြီးတော့ရိုက်ကြတယ်မြို့တင်ဆက်ရိုက်ပြီးတော့နောက်နေမတတ်တာသွားပြန်လို့လေပထမအတိုင်းပဲနဂောကင်နိုင်လားမကင်နိုင်ဘူးကဲပုံနာရောကင်နိုင်လားမကင်နိုင်ဘူးကဲနောက်ဆုံးဒီပြဿနာဘာလို့ကမလဲဆိုဒီပညာရှိအမတ်ကြီးနှစ်ယောက် မြောက်နဲ့အတူတကွာဥဆောင်တဲ့ပညာရှိအမတ်ကြီးအဖွဲ့အကုန်ကောင်းရင်ရိုက်ပြီးစဉ်းစားရတာဘလို့မှစဉ်းစားလို့မရတော့သူတော်ကောင်းတို့ရေနောက်ဆုံးဒီပြဒနာဖျားစီရောက်တော့လေဘုသူစီရောက်လေဖျားစီရောက်တော့ဩဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဖျားတပည့်တော်တို့ဒီလိုအခက်အခဲတွေနဲ့တွေ့ကြုံနေရပါတယ်ဗျအစကကဒီပြဒနာကိုဆရှောက်တယ် ရှောက်တော့ဒီနေရာမှာမြတ်စွာဘုရားကအီသူနိဒာနဲ့ဝတ္တကာရဥဆောင်တဲ့အင်ဂျင်နီယာအဖွဲ့မင်းတို့တွေသိချာနားထောင်ကြတဲ့လုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့အိမ်ဆောက်တာပဲဖြစ်ဖြစ်တိုက်ဆောက်တာပဲဖြစ်ဖြစ်ကြောင်ဆောက်တာပဲဖြစ်ဖြစ်ဓမ္မယုံဆောက်တာပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင်လုပ်ရမယ်မိငါပေးလိုက်မယ်အဲ့တော့ဘာလောက်ကမလဲလို့မေးရင်မင်းတို့ဒီ မရောက်ခင်ကလေးကမင်းတို့ဒီလူမဖြစ်ခင်ကလေးကအဲ့တော့တကားကြီးတို့ဦးစင်းတို့လူမဖြစ်ခင်ကလေးကဒီဘောဓိပုံကမရှိဘူးလားရှိပါဗျာအေးဒါဖះပြီးတော့နေတို့နေတာတို့ဟောတာကာရတို့မင်းတို့ဒီမရောက်ခင်ကလေးကမင်းတို့ဒီလူမဖြစ်ခင်ကလေးကအဲ့ဒီတော်တွေမှာတောင်တွေမှာရှိနေတဲ့တောဆောင်နဲ့တောင်ဆောင်နဲ့သစ်ပင်အသီးသီးမှာစောင့်နေတဲ့သစ်ပင်ဆောင်နဲ့ဒီဟာမင်းတို့ရဲ့အသက်ကြီးတယ်တဲ့ဘသူတွေရဲ့အသက်ကြီးတယ် သူတို့တဲ့အသက်ကြီးနေတယ်အသက်ကြီးနေတာဖြစ်တဲ့အတွက်သူတို့ကောင်းတို့ရေကိုကသူတို့ကိုဘာပြီးလို့ရမလဲဘလို့လို့လို့ရမလဲလို့မေးရင်အဲ့ဒီတောဆောင်နဲ့တောင်ဆောင်နဲ့အဲ့ဒီနေရာဒီမှာအလုတ်လုတ်မယ်ဆိုရင်ရှည်ဦးစွာမေတ္တာပူကြတဲ့ဘာလုတ်ကြလဲမေတ္တာမေတ္တာပူရမယ်မေတ္တာရက်ကမယ်ဒါကြောင့်အိတ်တိန်ပဲဖြစ်ဖြစ်ကိုယ်နဲ့တည်တည်ဖြစ်စီမတည်တည်ဖြစ်စီ အင်းရှိမှမေတ္တာလေးထားပြီးတော့မေတ္တာပို့တာလေအင်းရှိသွားပြီးတော့ဆဲတာနဲ့ဗဒါနတ်ထောင်ပေါင်းတယ်သွားဆဲပြီးအခမ်းမသိရင်အဖေကပြီးတော့ထွက်ရိုက်ပါဟုတ်တယ်မို့လားအဲ့ဒါသူ့ကိုမလေးမခန့်နဲ့သွားလို့လို့ဖြစ်ပါမလားသူ့အိမ်လေဟုတ်တယ်မို့လားတို့ကတို့အိမ်ပုံဖဲနဲ့သူများအိမ်ရှိသွားပြီးတော့သူများအိမ်ချမ်းနဲ့သွားပြီးတော့ကဲကိုကလည်းအိမ်တလုံးဆောက်ရှင်ပါလေဆိုတော့သူ့ပိုင်နေလေကိုပိုင်နေလား မဟုတ်ဘူးသူများရဲ့ပိုင်နေအဲ့တော့သူများရဲ့ပိုင်နေသူများရဲ့အိမ်ချမ်းနေသွားပြီးတော့အိမ်ဝန်းတစ်ခုစောက်ချင်းပါတယ်ဆိုရင်အိမ်ရှင်းမြေရှင်းထန်းကိုရှိဦးစွာမေတ္တာခံရတဲ့မေတ္တာရက်ကတဲ့အကူရဲ့အမရဲ့ကျွန်တော်ဒီနေရာလေးမှာနေပါရစေဟောချူချူသာသာလေးနဲ့ပြောတော့ဒီလူလည်းသဘောမကျဘူးလားကျတာပေါ့အဲ့ဒီလိုမဟုတ်ခဲနဲ့အိမ်ရှင်းသွားပြီးတော့ဘူးရန်နေမယ်ဆိုရင်အထက်အလီကိုမလုပ်နိုင်ဘူးတို့ရရင်မှာတို့ရရင်မှာအဲ့လိုမှသူ့နိဒာနဲ့ဝတ္တကာရတို့ပထမအဖို့အဲ့ဒီလိုသွားလုပ်တာ အဲ့လိုသွားလို့တော့အေးနေရာကြီးချင်းနေရာကြီးချင်းတပ်ပင်းလေးခုံးဆိုတော့တပ်ပင်းတွေမှာစောင့်နေတဲ့တပ်ပင်းစောင့်နေတဲ့ဒီနေရာရှိသေးလားမရှိတော့ဘူးအဲ့တော့ဒီနေရာမှာတောဆောင်တဲ့တောင်ဆောင်တဲ့ဒီကစိတ်ကြီးစိုးကုန်ကြတယ်ငါတို့ကဘာမှမပြောဘဲနဲ့ဒုနေရာလာပြီးတော့ဩလူတွင်ကျဲလာလို့တဲ့အကောင်ကြီးအေးငါတို့နဲ့တွေ့မယ်ဆိုတော့သူတို့မှခဲ့တဲ့ဟာတွေအကုန်ပြက်ပြက်လားအကုန်ပြက်ပြက်လား ဲ့တော့နောက်မှကျတော့ဘုရားရှိရောက်တော့ဘုရားကမင်းတို့အဲ့တိုင်းမလုပ်နိုင်ဘူးတဲ့အလုသွားတော့မယ်ဆိုရင်အဲ့ဒီအလုသွားမဲ့နေရာကိုရှည်ဦးစွာမြို့ကထွက်ပြီးဆိုတာနဲ့မင်းတို့ဒီမေတ္တာပို့သွားကြဘာလို့သွားကြလဲမေတ္တာပို့အေးဒီဒုက္ခကိုပဲရှိရဒီညောင်မင်းမှာအလုလုမဲ့ဆိုရင်ဒီညောင်မင်းနဲ့ပတ်သက်တဲ့ဒီညောင်မင်းကြီးနဲ့ပတ်သက်တဲ့နေရာဌာနမှာရှိကြတဲ့ပုဂ္ဂိုလ်တ attva တွေကြံမာကြပါစီချမ်းသာကြပါစီကျွန်တော်တို့သာသနာပြုလုပ်ငန်းတွေပတ်သက်သမျှသောပုဂ္ဂိုလ်မှန်သမျှအားလုံးတို့ကြံမာကြပါစီချမ်းသာကြပါစီဟောမေတ္တာပို့ပေးတာ ဘာလုပ်ပေးတာလဲ။အေးဘုရားကအတိုင်းပို့ခိုင်းတာမင်းတို့တွေမြို့ကရိုက်မယ်ဆိုရင်မြို့ကရိုက်တဲ့နေရာမရောက်ခင်မြို့ကနေစတင်ပြီးတော့ထွက်ပြီးဆိုကြတဲ့ကမေတ္တာပို့ကြတဲ့။ဘာလုပ်ခိုင်းတာလဲတော့။မေတ္တာပို့တယ်။အဲ့တော့လမ်းသွားတိုင်းမေတ္တာပို့ရောက်တဲ့အခါမှာလည်းပဲဘာလုပ်ကြမလဲ။မေတ္တာပို့တဲ့။ဘာလုပ်ခိုင်းတာလဲတော့။အေးမေတ္တာပို့ခိုင်းတာကဲဒီနေရာဒီဌာနရှိကြတဲ့မြေအမမြေကပုဂ္ဂိုလ်နေရာဒီ ဒေါသနဲ့တောင်းစားနဲ့အစာရှိကုန်တော့နာမည်နာကောင်းနာပေါင်းပြီးကြံပါကြပါစေချမ်းသာကြပါစေဟုတ်ကြံပါကြပါစေချမ်းသာကြပါစေဆိုတဲ့အတန်လေးကြားလိုက်တာနဲ့တစ်ဖက်ကလူကသူတော်ကောင်းတို့ရေဒေါသဖြစ်နေတော့မှကိုယ့်ကိုတုံ့ပြန်ပြီလားမတုံ့ပြန်တော့ဘူးသူဒေါသဖြစ်နေတော့ကိုကကိုကလည်းပြန်ပြီးတော့ဒေါသဖြစ်မယ်ဆိုရင်ကိုဘက်ကလူနဲ့ဒီကိုနဲ့ဘာဖြစ်တယ်လဲခိုက်ရံဖြစ်တယ်ဘာဖြစ်တယ်ခိုက်ရံဩ तू ကဒေါသဖြစ်နေပြန်ဖြစ်နေ냐တော့လဲပဲ ကိုကမေတ္တာလေးနဲ့ပြောလိုက်ရင်ဟောစကားအေးလေးနဲ့ကြတော့တစ်ဖက်လူလေးပဲဘာဖြစ်ဒေါသပြီးသွားဘာဖြစ်သွားလဲအဲ့တော့မြတ်စွာဘုရားကနှီးပစ်လိုက်တယ်မင်းတို့ရင်မေတ္တာပို့ပြီးတော့သွားကြအလုတ်ကိုသွားရင်လည်းမေတ္တာပို့သွားအလုတ်လုံမဲ့ဆိုရင်လည်းမလုတ်ခင်မှာမေတ္တာပို့အလုတ်လုတ်ပြီးရင်လည်းမေတ္တာပို့ပြီးတော့ပြန်အဲ့ဒါဆိုရင်မင်းတို့အလုတ်အောင်မြင်ပြီတဲ့ဘုရားကပြေးလိုက်ဟာဟန်ကြလိုက်တာဗျာဒီပြီးတော့ ကျန်တဲ့အရာတွေတွားရောက်ပြီးတော့မိတဲ့အခါမှာကျန်တဲ့ဤတွေကတော့ရစ်ပူဇော်ရမှလို့နတ်ကနာပြရမှလို့ကုန်ကြစီတွေများလိုက်တာဗျာဖះပေးတဲ့ဤရတော်တွေဘာမှကုန်ကြစီမရှိဘူးတင်မဗျာအဲ့တိုင်းတပည့်တော်တို့ဆောင်ရွက်ပါမယ်ဗျာဆိုတော့ပြန်ရောက်တဲ့အခါနောက်နေ့မနေ့နည်းနည်းမိုးတော့အလင်းရောက်တဲ့အခါကျတော့သူနိဒတို့ဝတ္တကာရတို့ဦးဆောင်တဲ့အင်ဂျင်နီယာအပွဲကြီးမြို့ကနေစတွေ့ပြီးဆိုကြတာမေတ္တာပို့ပြီးတော့တွေ့တာ ဘာပို့ပြီးတော့ထွက်တာလဲမေတ္တာပို့တော့ဒေါဆောင်းနာတောင်းဆောင်းနာကွင်းဆောင်းနာတွေကိုမေတ္တာပို့တယ်တိပင်းဆောင်းနာတွေမေတ္တာပို့တယ်ယုကဇိုးဘုံမဇိုးတွေကိုမေတ္တာပို့ပြီးတော့သွားလိုက်ကြတာဟိုရောက်တဲ့အခါမြူခွက်တွေရိုက်မြူခွက်တွေရိုက်ပြီးတော့မြေခွက်တွေရိုက်ကြတယ်မြေခွက်တွေလည်းရိုက်တဏီကုံရိုက်တာသတော်ကောင်းတို့ရေပထမ၂ရက်၃ရက်နဲ့ရိုက်မပြီးတဲ့မြူခွက်ကြီးတစ်ရက်ချင်းနဲ့ရိုက်ပြီးတယ် ဘာဖြစ်တယ်လဲတရားထင်းနဲ့ရိုက်ပြီးတဲ့အဲ့ဒါလက်ဒီတိုးဆောင်တဲ့တောင်ဆောင်တဲ့ယူကစုဘုံမစိုးတွေကူညီဆောင်ရှောက်မှုနဲ့နေ့ရက်သုံးရက်တစ်ပတ်လောက်ရိုက်ကြမဲ့မြေခွက်ကိုရုပ်ွယ်ကြည့်လို့တရားထင်းနဲ့ရိုက်ပြီးသွားတာဘသူတွေဆောင်ရှောက်တာလဲလက်ဒီဆောင်ရှောက်ဘသူတွေကူညီတာလဲလက်ဒီကူညီတာလက်ဒီလူချင်းနေတာဒါဆိုရင်ပါတယ် ဒါကြောင့်အဲ့ဒီမြို့ွယ်ကြီးရိုက်ပြီးတော့မြို့ွယ်ကြီးတီထောင်လိုက်တဲ့အခါအော်မြို့ကြီးတီဆောက်လိုက်တဲ့အခါကျတော့အဲ့ဒီမြို့ကြီးဟာစီပင်သားရွာပြောတဲ့မြို့တကြီးတခုအောင်အောင်မြင်စွာတီဆောက်နိုင်ခဲ့တယ်တဲ့ဒါကိုဦးဇင်းတို့ကပိဋကတ်တော်မှာမှတ်တမ်းတင်ထားတဲ့အကြောင်းအရာကိုနမူနာယူပြီးတော့သူများကအခုသာသနာပြုလုပ်ငန်းလုပ်တော်မယ်ဆိုဘာနဲ့စာရအေးအဲ့ဒါလူချင်းတာဘာနဲ့စာဘာနဲ့စာမလဲ